မင်္ဂလာပါမိတ်ဆွေတို့ကျွန်တော်တို့ရဲ့ The World Power မြန်မာ Channel ကနေပြန်လည်ကြိုဆိုပါတယ်ဘင်္ဂလားဒေ့ရှ်နိုင်ငံကဝန်ကြီးချုပ်အောင်ရှေ့ဟာစီနာကိုသူ့ရဲ့နိုင်ငံကနေတည်ထောင်ချမှတ်လိုက်ပါတယ် Court in Bangladesh has sentenced former Prime Minister Sheikh Hasina to death after she was found guilty of crimes against humanity. Well, Bangladesh's ousted Prime Minister faces the death penalty after an international crimes court found her guilty of crimes against humanity. ဟာစီနာကိုအရင်ကကျောင်းသားဆန္ဒပြပွဲကိုရဲဆက်စွာနဲ့နှိကွမှုနဲ့တရားဆွဲဆိုထားတာဖြစ်ပြီးတော့သူ့ကြောင့်လူပေါင်း1400လောက်သေဆုံးခဲ့ရတာပါဟာစီနာရဲ့အမိန့်နဲ့ရဲတွေကကြီးစံအစစ်တကူတုံးပြီးတော့မှပြစ်ဒတ်ခဲ့တာပါဒါကြောင့်ဘင်္ဂလားဒေ့ရှ်နိုင်ငံရဲ့အထူးတရားရုံးကဒါကိုလူအခွင့်ရေးချိုးဖောက်မှုအနေနဲ့ကြေညာထားခဲ့ပါတယ်သူ့ကိုတင်ထားသမျှဆွဲချက်တွေအားလုံးကအပြည့်ရှိတယ်လို့တွေးရှိခဲ့ရပြီးတော့အရန်ကိုပြင်းထန်တဲ့ပြစ်ဒဏ်ချမှတ်ခဲ့ပါတယ် with only one sentence that is sentence of death နိုဝင်ဘာ16ရက်နေ့ဘင်္ဂလားဒေ့ရှ်နိုင်ငံရဲ့ပြည်ပဆိုင်ရာရာဇဝတ်မှုစစ်ဆေးတရားရုံးမှာပြုလုပ်ခဲ့တဲ့ဆာမျက်နှာ450နီးပါးရှိတဲ့ဒီတရားစီရင်ချက်အရဟာစီနာနဲ့သူ့ရဲ့အဆိုးရအရာရှိနှစ်ဦးကចောင်းသားဆန္ဒပြပွဲတွေကိုပြည်လည်အောင်ဖြေရှင်းရမယ်အစား အလွန်မဲလွန်ခဲ့တဲ့အင်အားကိုအသုံးပြုခဲ့ကြတယ်လို့ရေးသားထားပါတယ်။ဒါကြောင့်လွတ်လပ်တဲ့ဘင်္ဂလားဒေ့ရှ်နိုင်ငံရဲ့တမိုင်းမှာသွေးချောင်းစီးခဲ့တဲ့အရေးခင်ဖြစ်ခဲ့ရပါတယ်။ဒီအရေးခင်ကြောင့်တေဆုံးသူ1400လောက်ရှိခဲ့ပြီးတော့ဒါကလည်းကမ္ဘာကုလသမဂ္ဂရဲ့ထုတ်ပြန်ချက်ဖြစ်ပါတယ်။မြေပြင်ပေါ်ကဘင်္ဂလားဒေ့ရှ်လူမျိုးတွေကတေဆုံးသူအရေးအတွက်ဒီထက်ပိုများတယ်လို့တောင်မှယုံကြည်ခဲ့ကြပါတယ်။ចောင်းသားတော်လည်းအပြီးအိန္ဒိယမှာခိုးလုံနေစဉ် ရှေးဟာစီနာကဒီအစဉ်ချက်ကိုပေးချခဲ့ပြီးတော့သူ့ဘော်ကိုတတ်ထားတဲ့ဆွဆွဲချက်ဒီအားလုံးကအမားရီကြီးပဲဖြစ်တယ်လို့ပြောခဲ့ပါတယ်။သူကအမားတရှုကိုလုခဲ့မိတယ်လို့ဝန်ခံခဲ့ပြီးမြင်သူကဘင်္ဂလားဒေ့ရှ်နိုင်ငံရဲ့ယာယီအစိုးရနဲ့တရားရုံးရဲ့တရားမျှတမှုအပေါ်ကိုမေးခွန်းပြန်ထုတ်ခဲ့ပါတယ်။သူကဘင်္ဂလားဒေ့ရှ်အစိုးရကိုဟက်ဂိတ်မျိုးမှရှိတဲ့ဒီဘီဆိုင်ရာရာဇဝတ်မှုတရားရုံးထိတက်ဖို့အတွက်စိန်ခေါ်ခဲ့ပြီးတော့မှတရားမျှတမှုကိုလိုချင် သူကိုဟက်ကီးမှာဆစ်ဆီးပါလို့ပြောခဲ့ပါတယ် UN လူ့အခွင့်အရေးရုံးနဲ့ Amnesty International လို့လိုမျိုးအဖွဲ့အစည်းတွေကလည်းဟာစီနာရဲ့ဒေတာစင်ကြက်ပေါ်မေးခွန်းထုတ်ခဲ့ကြပြီးတော့ပွင့်လင်းမြင်သားတွေစုံစမ်းဆစ်ဆီးမှုတစ်ခုကိုတောင်းဆိုခဲ့ပါတယ်ဒီကနေစလို့ဘင်္ဂလားဒေ့ရှ်ခေါင်းဆောင်တွေရဲ့ပွင့်လင်းမှုမရှိတဲ့လုပ်ရည်တွေကစတင်ခဲ့တာပါဘာကြောင့်လဲဆိုတော့ဟာစီနာကိုဒေတာချမှတ်ခဲ့တဲ့ပြည်ပဆိုင်ရာရာဇဝတ်မှုတရားရုံး International Crime Tribunal ဆိုတာက ရှေးဟာစင်နာကိုတိုင်းတီထောင်ခဲ့တာဖြစ်ပါတယ်။ဒီ ICD ကလည်းအရင်ကပြင်းပြင်းထန်ထန်ဝေဖန်ခံခဲ့ရမှုတွေတမိုင်းရှိပါတယ်။ဒါကတော့ဟာစင်နာရဲ့ပြိုင်ဘက်ဘင်္ဂလားဒေ့ရှ်အမျိုးသားရေးပါတီနဲ့ဂျမတ်ပါတီကခေါင်းဆောင်6ဦးကို2013ကနေ2016အတွင်းဒီတရားရုံးကပဲတည်ထန်ချမှတ်ခဲ့တာပါ။ဒီအချိန်ကလေးကဒီတရားရုံးကဟာစင်နာရဲ့ကိုကျိုးအတွက်နိုင်ငံရေးလှုပ်ပါတယ်ဆိုတဲ့စွပ်စွဲချက်တွေရှိခဲ့ပါတယ်။ပို့ပြီးတော့ကြည့်လို့မကောင်းတာကအဲ့တုန်းက BNP နဲ့ ချက်မတ်ဘက်ကလိုက်ပေးခဲ့တဲ့ရှင်းနေတွေဟာမအောင်မြင်ခဲ့ပြီမဲ့ဒီနေ့မှာတော့ဒီရှင်းနေတွေကပဲရှေးဟာစင်နာနဲ့အဓိကအမှုဆောင် ရှင်းနေတွေဖြစ်လာခဲ့ပါတယ်နောက်ပြီးတော့အသက်ဘေးကနေလွတ်ကင်းဖို့အတွက်အိန္ဒိယမှာခေလွန်ခဲ့တာကဟာစင်နာအတွက်ဒါပထမအဆုံးချိန်မဟုတ်သလိုဘင်္ဂလားဒေ့ရှ်ပြည်သူတွေကလည်းသူ့ကိုအမုတ်ကျိတ်ချင်နေခဲ့တာဒါပထမဆုံးချိန်မဟုတ်ပါဘူးဒါအပြင်ဘင်္ဂလားဒေ့ရှ်ပြည်သူတွေကတရားဥပဒေကိုသူတို့လက်ထက်မှာပြန်လည်ထိန်းချုပ်နိုင်ခဲ့တာကလည်းဒါပထမဆုံးချိန်မဟုတ်ပါဘူး ောက်ပြီးတော့နိုင်ငံရေးကိုအကြောင်းပြပြီးသူ့ရဲ့ပြန်ပတ်တွေကိုဆွဲချခဲ့တာကလည်းဟာစီနာအတွက်အခုမှလောက်တာမဟုတ်ပါဘူးဒါတွေကိုပြောင်းလဲဖို့အခွင့်အရေးသူ့မှာရှိခဲ့ပြီမယ်လို့သူကကိုကျိုးပဲကြည်နေပြီးတော့မကောင်းတာကိုပဲအားပေးနေခဲ့ပါတယ်။ဒါကြောင့်လည်းဒီနေ့မှဒီစနစ်ကပဲသူ့ရဲ့အသက်ကိုရှယ်ရှာနေခဲ့တာဖြစ်ပါတယ်။ဒါပေမဲ့တကယ်တမ်းကောဒီအဖြစ်အပျက်တွေအတွက် ဟာစီနာမှာတာဝန်ရှိပါသလား။ပြီးတော့လည်းယာယီအစိုးရလက်အောက်ကတရားရုံးတရုံးက ဒီလိုမျိုးပြင်းထန်တဲ့ပြစ်ဒဏ်ကိုချမှတ်နိုင်ပါသလားဒါတွေအားလုံးက UNEX အစိုးရကိုဘင်္ဂလားဒေ့ရှ်နိုင်ငံတည်ငြိမ်မှုရရှိနိုင်မှုကူညီပေးနိုင်မလားအစိုးရတည်းချင်းချောင်းမှုကနေနိုင်ငံကိုကယ်တင်နိုင်မလားဒါမှမဟုတ်ဒါကလည်းနောက်ထပ်နိုင်ငံရေးအာဏာအလွဲသုံးစားမှုတစ်ခုပဲလားတကယ်လို့ဟာစီနာကသာအခွင့်အရေးထက်ရည်ဒီလိုမျိုးပဲထပ်ပြအောင်မလားဘင်္ဂလားဒေ့ရှ်နိုင်ငံမှာចောင်းသားတွေတူကိုစန့်ကျင်ပြီးအတန်တွေထွက်နေတော့ကတယ်မှတ်မိအောင်မထင်ပါနဲ့ ဒီဒေသစင်ချက်ကိုနားလည်နိုင်ဖို့အတွက်ဆိုရင်ဘင်္ဂလားဒေ့ရှ်နိုင်ငံကဟာစီနာပေါ်ဒေါသထွက်နေတဲ့အကြောင်းကိုအရင်ဆုံးနားလည်ထားရပါမယ်။ဟာစီနာကဘင်္ဂလားဒေ့ရှ်နိုင်ငံမှာအကြောက်တရားကိုဘယ်လိုပြန့်နှံ့စေခဲ့သလဲဆိုတဲ့သမိုင်းကြောင်းအနေငယ်ကိုလည်းသိထားရပါမယ်။ဟာစီနာကစနစ်တကူလုံးကိုဖန်တီးခဲ့တာဖြစ်ကြောင်းကိုလည်းမိတ်ဆွေတို့သိထားရပါလိမ့်မယ်။ဒါတွေကိုနားလည်သွားတဲ့အချိန်မှာတော့ဟာစီနာရဲ့သစ္စာရှိမိတ်ဆွေကြီးဖြစ်တဲ့အိန္ဒိယအစိုးရက ICD ရဲ့တရားစီရင်ချက်ကိုလုံးဝဖယ်ချတာမျိုးမရှိခဲ့တဲ့ပြည် စမ်းကျင်ဘက်အနေနဲ့အိန္ဒိယနိုင်ငံကဘင်္ဂလားဒေ့ရှ်လူမျိုးတွေဘက်ကနေရည်တည်ပေးနေကြောင်းကိုကြေညာခဲ့ပါတယ်။ဒါပေမဲ့အိန္ဒိယနိုင်ငံကဟာစီနာကိုဘင်္ဂလားဒေ့ရှ်အစိုးရတည်စီကိုလွှဲပြောင်းပေးဖို့ကတော့ကွဲပြားတဲ့ကိစ္စရဲ့တစ်ခုဖြစ်ပါတယ်။ဒါကြောင့်ပဲနိုင်ငံသားတင်းမာမှုတွေကရှိနေမှာပါ။ဒါပေမဲ့အိန္ဒိယနိုင်ငံနဲ့ဘင်္ဂလားဒေ့ရှ်နိုင်ငံတို့ကကိုယ်စလဲတွေကလက်ရှိမှာတွေ့ဆုံနေကြပြီးညှိနှိုင်းနေကြပါတယ်။ဒါကိုကြည့်ချင်းအဖြစ်နိုင်ငံနှစ်နိုင်ငံစလုံးကမြေပြင်အခြေအနေကိုနားလည်ကြတယ်ဆိုတာကိုသိနိုင်ပါတယ်။ ီနေ့ကျွန်တော်တို့ The World Power မြန်မာ Channel ကနေပြီးတော့မှတင်ဆက်ပေးမယ့် video တွေမှာဘာကြောင့်ဘင်္ဂလားဒေ့ရှ်နိုင်ငံကဟာစီနိုင်းနောက်ကိုအသေးစားလိုက်နေရတယ်လဲဘင်္ဂလားဒေ့ရှ်တမိုင်းမှာတချို့အဖြစ်အပျက်တွေကအခုမှစပြစ်တာမဟုတ်တဲ့အကြောင်းကဘာကြောင့်လဲဘာကြောင့်ဟာစီနိုင်းလက်တီကသွေးစွန်းနေရတာလဲတကယ်လို့ဟာစီနာကိုသေးတဲ့စီရင်ခဲ့ရင်တော့ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာတကယ်ငြင်းငြင်းပြရနိုင်မလားဆိုတဲ့အကြောင်းရင်းတွေကိုဆွေးနွေးပြီးသွားမှာဖြစ်ပါတယ် ဒါတွေအားလုံးဝင်နားလည်ဖို့ဘင်္ဂလားဒေ့ရှ်နိုင်ငံရဲ့တမိုင်းကြောင်းအနေနဲ့ကိုအရင်ဆုံးနားလည်ထားပါဗျာ။အိန္ဒိယနိုင်ငံမှာဖြစ်ပွားခဲ့တဲ့1981ခုနှစ်စစ်ပွဲနဲ့မုဂဒီပိုင်းနီစစ်ပွဲဖြစ်ပွားခဲ့ပြီးတဲ့နောက်ဘင်္ဂလားဒေ့ရှ်နိုင်ငံရဲ့တမိုင်းကြောင်းကမထင်မရှားပဲပြောက်ွယ်နေခဲ့ပါတယ်။ဒါကိုကမ္ဘာပေါ်ကလူတွေကသတိမထားမိခဲ့ကြပါဘူး။တိတ်မကြသေးခင်ကဘင်္ဂလားဒေ့ရှ်မှာဖြစ်ပွားခဲ့တဲ့မငြိမ်သက်မှုတွေကိုမှတ်မိပါသလားမိတ်ဆွေ။1980ခုနှစ် ိုက်ပွဲဝင်သူတွေရဲ့မိသားစုဝင်တွေကိုပေးထားတဲ့ဂျိုတင်လက်မှတ်ရေးထိုးခွင့်ကိုဘင်္ဂလားဒေ့ရှ်ချောင်းသားထောင်ပေါင်းများစွာကစန့်ကျင်ကန့်ကွက်ခဲ့ကြပါတယ်။တကယ်ကဟာစီနာကသူ့ရဲ့ဘက်တော်သားတွေကိုအစိုးရအဖွဲ့နဲ့တွင်းဖို့ဒီအစီအစဉ်ကိုလှုံ့ဆော်နေကြတာပါ။ဒီမှာဟာစီနာကသူ့ရဲ့နိုင်ငံရေးအလို့တက်တန်းတလျှောက်အကြီးဆုံးသောအမတ်ကူကိုကျူးလွန်ခဲ့ပါတယ်။အဲ့ဒါကတော့သူကချောင်းသားတွေကိုအကြမ်းဖက်သမားတွေလို့ခေါ်ဆိုခဲ့ပြီးပြစ်မိတ်ပေးခဲ့တာပဲဖြစ်ပါတယ်။ဒါကြောင့်ပဲနောက်ပိုင်းမှာဒီချောင်းသားဆန္ဒပြမှုက ဟာဇီနာကိုစန့်ကျင်တဲ့လူလူလှူရှာမှုတခုအဖြစ်နဲ့ပြောင်းလဲသွားပါတယ်။နောက်ဆုံးမှာအခြေအနေတွေကရန်ကိုဆိုးရွားလာတာကြောင့်ဟာဇီနာအော်ဂူလာမှာနိုင်ငံတွေကနေထွက်ပြေးပြီးအိန္ဒိယနိုင်ငံထဲမှာခိုးလုံနေခဲ့ပါတယ်။ဒါနဲ့အတူကိုပဲရှေ့ဟာဇီနာရဲ့ဘင်္ဂလားဒေ့ရှ်အပေါ်15နှစ်ကြာအုပ်ဆိုးမှုကတစ်ချက်တည်းနဲ့အဆုံးသတ်သွားခဲ့ပါတယ်။အဲ့ဒီအခြေအနေကလည်းဆပြီးတော့ဟာဇီနာကအိန္ဒိယနိုင်ငံမှာခိုးလုံနေရင်းနဲ့ပဲသူ့ရဲ့နေရည်တွေကိုကုန်လွန်ခဲ့ရပါတယ်။ဟာဇီနာဆိုရပြုတ်ချပြီးတဲ့နောက် နိုဘယ်ဆုရှင်မိုဟာမက်ယူနော့စ်ကဘင်္ဂလားဒေ့ရှ်နိုင်ငံရဲ့တာဝန်ကိုလွှဲပြောင်းယူခဲ့ပါတယ်။သူ့ကိုယာယီဆိုရမှာဂျီဒန်ချန်ပီးဖြစ်နေခန့်အပ်ထားခဲ့တာပါ။သူ့ရဲ့ဆိုရကယာရူးတက်တာနဲ့တပြန်နဲ့ចောင်းသားဆန္ဒပြပွဲမှာတည်ဆုံးခဲ့ရတဲ့လူပေါင်း1400ရဲ့မိသားစုတွေအတွက်တရားမျှတမှုကိုရရှိစေဖို့ဟာစီနာပေါ်မှာစုံစမ်းစစ်ဆေးမှုတွေစတင်ခဲ့ပါတယ်။အဲဒီကနေစပြီးတော့ဟာစီနာကို စန့်ကျင်တဲ့ဆွတ်ဆွဲမှုတွေဟာဇက်တိုက်ဖြစ်ပွားနေခဲ့တာပါ။ အဓိကသသွဲချက်ကတော့ဟာဇီနာဆိုရကရည်ရွယ်ချက်ရှိရှိနဲ့ចောင်းသားတွေကိုတည်စီလောက်တဲ့အင်အားနဲ့ဖိနှိပ်ခဲ့တာဖြစ်ပါတယ်။ဒါကြောင့်မေဟာဇီနာရဲ့ပြက်ကထင်ရှားကြောင်းတွေးရှိခဲ့ရပြီးဒေရနာချခံမှုဆုံးဖြတ်ချက်ချခဲ့ပါတယ်။ဒါကိုလည်းဟာဇီနာကသူ့ဘက်ကမတုံ့ပြန်ဘူးဆိုရင်သူကြိုးပေးခံရတော့မယ်ဆိုတာကိုသိနေခဲ့တယ်။အဲဒါကြောင့်မေသူကပထမဆုံးအနေနဲ့သူ့ကိုယ်သူဖော်ပြခွင့်သူ့ကိုမပေးခဲ့ပါဘူးဆိုတာကိုပြောခဲ့ပါတယ်။ဒုတိယကသူ့စိတ်ကြိုက်ရှိနေကိုရွေးချယ်ခွင့်မရှိပါဘူး။ တတိယချက်ကခန့်အပ်ခံရတဲ့ခြေပါရှိနေတွေကသူတို့ရဲ့အမြင်ကိုကြိုးစားပြီးတော့မှမပေါ်ပြခဲ့ပါဘူးသရုတ်တာချက်ကတော့ဟာစင်နာကတရားသူကြီးတွေရဲ့တရားမျှတမှုပေါ်မှာပြင်းထန်တဲ့မေးခွန်းထုတ်ခဲ့ပါတယ်သူရဲ့ပါတီကလူတွေပြောတာကတော့ယာယီအစိုးရဘက်ကခန့်အပ်ထားခဲ့တဲ့တရားသူကြီးတွေဟာဟာစင်နာရဲ့နိုင်ငံရေးပြန်ဘက်တွေနဲ့သဘောတရားအထူးထူးပဲလို့ထုတ်ပြောခဲ့မှုပါတယ်ပြင်စမချက်ကသူရဲ့အစိုးရပြုတ်ကျသွားတာနဲ့အမျှအဲ့ဒီတရားသူကြီးအားလုံးရဲ့ဘဝတွေက ခက်ခဲလာလိမ့်မယ်လို့ဟာစီနာကပြောခဲ့ပါသေးတယ်။ဒီလိုနည်းနဲ့သူကသူ့ဘောတနာကျင်နာသူဒုမုတ်ဆန္ဒမှု ရှိခဲ့သူတွေကိုလည်းနှိပ်စက်ညှဉ်းပန်းခဲ့ပါတယ်။ Amnesty International ကဟာစီနာဆိုရကြောင့်တည်ဆုံးသူ1400အတွက်စစ်မှန်တဲ့တရားမျှတမှုလိုအပ်ကြောင်းပြောကြားခဲ့ပါတယ်။ဒါပေမဲ့ဒီတရားမျှတမှုကအနာဂတ်မှာသမိုင်းတွေကအငင်းပွားပွေရာဖြစ်လာနိုင်တဲ့တရားရုံးစီရင်ချက်ဖြစ်နေလို့မရပါဘူး။ရှေးဟာစီနာရဲ့လူခွင့်ရေးချိုးဖောက်မှုတွေက အရန်ကိုမှရှုပ်ထွေးတဲ့ကိစ္စရဖြစ်ပါတယ်။ဒါကိုလော30ဆက်စည်းလိုက်မယ်ဆိုရင်နိုင်ငံထဲမှာငြင်းငြိမ်းမဟုတ်တဲ့စူပူမှုမျိုးစေ့တွေကိုချပေးလိုက်သလိုဖြစ်နေပါလိမ့်မယ်။ဒါပေမဲ့မှန်တီပြည့်စည်မှားတီပြည့်စည်ဒီနေ့ဟာစီနာကသူစိုက်ပျိုးခဲ့တာတွေကိုသူပဲရိတ်သိမ်းနေရပါတယ်။အရင်သူ့ရဲ့လက်ထက်ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာအရာရာကိုပြောင်းလဲနိုင်တဲ့အခွင့်အရေးရှိခဲ့ပြီမယ်။သူကဘာမှမလုပ်ခဲ့ပါဘူး။ဒါကဘာကြောင့်လဲဆိုရင်သူကိုယ်တိုင်ကလည်းနိုင်ငံရေးသားကောင်ဖြစ်ခဲ့ရပြီးတဲ့နောက်မှာသူရဲ့အာဏာကိုတတ်မှတ်တဲ့လောဘနဲ့ နေရာကိုဆုံးရှုံးမှကိုကြောက်စိတ်ကြောင်းလို့ပြောရပါလိမ့်မယ်။ဒါကြောင့်လည်းသူကရက်ဆက်လာခဲ့ပါတယ်။ဒီလိုကြောင့်မဲဟာဇီနာထွက်ပြေးသွားခဲ့တာတော့ဘင်္ဂလားဒေ့ရှ်နိုင်ငံသားတွေကသူမကိုခွင့်မလွတ်နိုင်ကြပါဘူး။အခုဒါကိုနားလည်နိုင်ဖို့အတွက်အရင်ဆုံးတင်ကဘလူချင်းဒီမျိုးမှာဟာဇီနာ အာနာကိုရာသွားနိုင်တယ်လေ။အာနာကိုထိန်းသွားနိုင်တယ်လေဆိုတာကိုသိထားပါမယ်။ရှေ့ဟာဇီနာရဲ့ဇလန်းကအိန္ဒိယနဲ့ပါကစ္စတန်တို့ရဲ့လွတ်လပ်ရေးနဲ့စတင်ခဲ့ပါတယ်။ 1949ခုနှစ်စက်တင်ဘာလအရင်အရှိပါကစ္စတန်နိုင်ငံရဲ့တောင်ပိုင်းဂီဘာရာမှာမွေးဖွားခဲ့တဲ့အာဇီနာကငယ်စဉ်ကတည်းကကြိုက်သည့်ပြည်စီမကြိုက်သည့်ပြည်စီနိုင်ငံရေးမှာတက်ကြွစွာနဲ့ပါဝင်ခဲ့ပါတယ်။ University of Dhaka မှာလည်းဘွဲ့ယူဖို့ပညာသင်နေစဉ်ကကျောင်းမှာကျောင်းသားသမဂ္ဂရဲ့ဒုတိယခေါင်းဆောင်အဖြစ်တာဝန်ယူခဲ့ပါတယ်။အဲဒီအချိန်ကသူ့ရဲ့ဖခင်မူဂျီဘာရှစ်ကဘင်္ဂလားဒေ့ရှ်ရဲ့လွတ်လပ်ရေးအထွတ်ဆိုပြီးတော့မှအသံမြင့်အော်ဟစ်ခဲ့တဲ့ဆွဆွေးတဲ့ကြောင့်ထောင်ချခံခဲ့ရပါတယ်။ ူကလည်းပဲသူ့ရဲ့ဖခင်အတန်ကိုလူလူစီကိုပို့ဆောင်ပေးနေခဲ့တာပါဒီနောက်မှာတော့1992ခုနှစ်ကိုရောက်လာခဲ့တယ်အဲ့ဒီအချိန်ကလွတ်လပ်တဲ့ဘင်္ဂလားဒေ့ရှ်နိုင်ငံအတွက်အရှေ့ပါကစ္စတန်လူမျိုးတွေတိုက်ခိုက်နေကြခြင်းဖြစ်ပါတယ်လူတို့ဒေါသကလည်းထွတ်တဲ့ကိုရောက်နေခဲ့သလိုပဲပါကစ္စတန်အစိုးရရဲ့ဆန္ဒပြမှုတွေကိုနှိမ်နင်းခဲ့တာကလည်းရက်ဆက်တဲ့ဆိုတာထပ်ထမပူနေခဲ့ပါတယ်အဲ့ဒီအချိန်တုန်းကရှေ့ခ်မူဂျီဘာရာမန်ဆိုတာက နာမည်တစ်ခုပဲမဟုတ်ဘဲနဲ့လှုပ်ရှားမှုတစ်ခုအနေနဲ့ပါကိုစားပြုလာခဲ့ပါတယ်။ဘင်္ဂလားဒေ့ရှ်တနိုင်ငံလုံးကဘာဂါဘန့်ကူနဲ့သူ့ရဲ့မုဂဒီဘာဟိနီတို့ရဲ့နောက်မှာပဲပျောက်ွယ်နေခဲ့ပါတယ်။နောက်ဆုံးမှာတော့အိန္ဒိယနိုင်ငံရဲ့အကူအညီနဲ့ဘင်္ဂလားဒေ့ရှ်ကလွတ်လပ်သောနိုင်ငံဖြစ်လာခဲ့ပြီးတော့မှရှေ့ခ်မူဂျီဘာရာမန်ကလွတ်လပ်သောနိုင်ငံအာဏာကိုလွှဲပြောင်းယူခဲ့ပါတယ်။နိုင်ငံသစ်အိမ်မက်သစ်တွေမျောလင့်ချက်အသစ်တွေအပြင်ပြည်ထနာအသစ်တွေကလည်းရှိနေပါသေးတယ် ဒီလိုမျိုးပြည်တွင်းပြည်ထနာကိုကင်တွယ်ဖြည့်ရှင်းနေရင်ကနေမူဂျီဘာရမန်အစိုးရကဘင်္ဂလားဒေ့ရှ်နိုင်ငံကိုတပါတီနိုင်ငံအဖြစ်ပြုလုပ်ခဲ့ပါတယ်။ဒါကိုဘယ်သူမှမသိခဲ့ပါဘူး။ဒီလိုမျိုးနိုင်ငံအသစ်တွေရဲ့အစောပိုင်းကာလတွေမှာကအချင်းပြတ်ချစားမှုကအလွန်မြင့်များပြားလာတတ်ကြပါတယ်။ဘလောက်ထိတောင်လဲဆိုရင်တော့ရာမန်ရဲ့လေးစားပွဲဟာဘန်ဂတ်ဘွန်တူပုံရိပ်ကနောက်နှစ်နိုင်ငံအထက်မှာပဲပြောက်ကွယ်သွားခဲ့ပါတယ်။နောက်ပိုင်း၄နှစ်အထက်မှာပဲ1985ခုနှစ် ။ဩဂုလ15ရက်နေ့မှာစတဲ့အာနာသိမ်းမှုတခုဖြစ်ပွားခဲ့ပြီးတော့သူနဲ့သူ့ရဲ့အာနာဇက်ကဒီနေရာမှာအဆုံးသတ်သွားခဲ့ပါတယ်။ရာမန်နဲ့သူ့ရဲ့မိသားစုဝင် အားလုံးကိုသူတို့ရဲ့အိမ်ထဲမှာပဲတနက်နေ့ပြတ်သက်ခံခဲ့ရပါတယ်။ဒါပေမဲ့ကန်ဂျမာကသူ့ရဲ့တမိပြည်သူရှိတ်ဟာစီနာအတွက်တည်တံ့စီစဉ်ထားတာရှိနေပါတယ်။အာနာပြောင်းလဲဖြစ်နေခြင်းမှာမိုဂျီဘာရာမန်ကိုညအချိန်မှာတိတိလေးအဆုံးသတ်သွားခဲ့တာပါ။အဲ့ဒီအချိန်မှာရှိတ်ဟာစီနာနဲ့သူ့ရဲ့ညီမကဂျာမနီမှာရှိနေခဲ့ကြပါတယ်။ အခြေအနေတွေကဒီလိုဖြစ်သွားတော့သူတို့ဘင်္ဂလားဒေ့ရှ်ကိုပြန်သွားလို့မရတော့သလိုဘိုဂျိုဇီရိုရာမန်နဲ့သူရဲ့စစ်အစိုးရကလည်းညီမနှစ်ယောက်ကိုဘင်္ဂလားဒေ့ရှ်ကိုပြန်ခွင့်မပြုကြောင်းကြေညာခဲ့ပါတယ်။အဲ့ဒီအချိန်မှာအိန္ဒိယဝန်ကြီးချုပ်အင်ဒီရာဂန္ဒီရဲ့အာဏာရှိနေခြင်းဖြစ်ပြီးတော့အိန္ဒိယအစိုးရကဟာဆင်နာကိုကူညီခဲ့ပါတယ်။ဟာဆင်နာနဲ့ကြံရှိနေသေးတဲ့သူရဲ့မိသားစုဝင်တွေကိုအိန္ဒိယမှာခေလွန်ခွင့်ပေးပြီးတော့မှလုံခြုံရေးတင်းကျပ်စွာနဲ့ပဲ၆နှစ်ကြာခေလွန်ခွင့်ပြုခဲ့ပါတယ်။ ဒီနေ့မှလည်းမိုဒီရဲ့ဆိုရကဟာစီနာကိုအိန္ဒိယမှာပဲထပ်မံလုံခြုံစွာနဲ့ခလုံးဝဲပြုခဲ့ပါတယ်။နောက်ဆုံးမှာ1982ခုနှစ်မှာတော့ရှေယာစီနာကဘင်္ဂလားဒေ့ရှ်ကိုပြန်လာခဲ့ပါတယ်။သူ့ဘာကရင်နိုင်ငံရေးတာဝန်တွေကိုဆက်လက်လှုပ်ဆောင်ဖို့ဆိုတဲ့ရည်ရွယ်ချက်နဲ့အဝါမီလိဂ်ကိုလွှဲပြောင်းယူခဲ့ပါတယ်။အဲ့ဒီအချိန်ကအဝါမီလိဂ်ဆိုတာကဒီနေ့လိုမျိုးပဲပြောက်ွယ်လူနေပါဖြစ်နေတဲ့နိုင်ငံရေးပါတီတစ်ခုပါ။ ဒါပေမဲ့ဟာစီနာကပဲဒီပါတီကိုပြန်လည်ရှင်သန်စေခဲ့ပါတယ်။ဟာစီနာစိတ်ထဲမှာအဲ့ဒီအဝါမီလိဂ်ထဲမှာတကယ်လို့ဘင်္ဂလားဒေ့ရှ်နိုင်ငံကအချိန်ကြီးဆိုးလာခဲ့ရင်လူတွေကအဝါမီလိဂ်ကိုပြန်ပြီးတော့မှသတိရကြလိမ့်မယ်လို့တွေးနေကြတာဖြစ်ကြပါလိမ့်မယ်။ထောင်ကိုရနဲ့ဂိုဇက်တခုနှစ်ကဘင်္ဂလားဒေ့ရှ်နိုင်ငံအတွက်အလှည့်ပြောင်းနေဖြစ်ခဲ့ပါတယ်။နိုင်ငံအတွက်ပထမဆုံးအချိန်လွတ်လပ်ပြီးတရားမျှတတဲ့ရွေးကောက်ပွဲကိုကျင်းပခဲ့ပါတယ်။ ။ဒါပေမဲ့ရလက်တွေထွက်လာတော့ဟာစီနာကမဲအများစုကိုမရခဲ့ပါဘူး။ဒါကြောင့်မဲအစိုးရက သူ့ရဲ့နိုင်ငံရေးပြန်ဘက်ခလီရာဇီယာနဲ့ဘင်္ဂလားဒေ့ရှ်အမျိုးသားရေးပါတီ BNP ရဲ့လက်ထက်ကိုရောက်သွားခဲ့ပါတယ်။ခလီရာဇီယာဆိုသူက အရင်သမ္မတဟောင်းလည်းဖြစ် BNP ရဲ့တည်ထောင်သူဘူဂျုတ်ဇီယောရာမန်ရဲ့ဇနီးဖြစ်ပြီးတော့ဘင်္ဂလားဒေ့ရှ်နိုင်ငံရေးမှာအချိန်ကြာရှည်စွာနဲ့ပါဝင်ခဲ့သူဖြစ်ပါတယ်။ရှေးရာစီနာနဲ့သူ့ကိုထောက်ခံသူတွေကရွေးကောက်ပွဲရလဒ်တွေကိုလက်မခံခဲ့ကြပါဘူး။ သူတို့က BNB နဲ့ရွေးကောက်ပွဲကိုအတူရောင်လိန်လည်မှုလို့ပေါ်ပေါ်တင်းဆွဆွဲခဲ့ကြပါတယ်။အဝါမီလိကပဲဆန္ဒပြမှုတွေကိုဦးဆောင်စတင်ခဲ့ပြီးတော့လွှတ်တော်တွေကအခြားအတက်ခံပါတီတွေနဲ့အတူခလီရာစီအိုင်အစိုးရကိုတပိတ်မှောက်ခဲ့ပါတယ်။ဒီလိုနဲ့ပြဿနာတွေကလမ်းပေါ်ကိုရောက်လာတော့နောက်ဆုံးခလီရာစီယာကနိုင်ငံရေးဖိအားတွေကိုရှော့ချလိုက်ပါတယ်။ရွေးကောက်ပွဲတွေကိုကျင်းပနိုင်ဖို့အတွက်ပါတီမဟုတ်တဲ့ရာယီအစိုးရစီကိုအာဏာလွှဲပြောင်းပေးခဲ့ပါတယ်။ ဒီနေရာမှာဘင်္ဂလားဒေ့ရှ်နိုင်ငံရေးသမိုင်းလေးကလက်ကွက်တခုရှိခဲ့ပါတယ်။ဒီယာယီဆိုရစနစ်ကပြဿနာတွေအများကြီးကိုပြစ်ပေါ်စေတယ်ဆိုတာပါပဲ။ဒါပေမဲ့ဒီအကြောင်းကိုကျွန်တော်တို့ခဏလောက်ကြော်သွားပါဦးမယ်။1996ခုနှစ်ရွေးကောက်ပွဲကနောက်ဆုံးမှရှေ့ဟာစီနာရဲ့အဝါမီလိဂ်အဆိုရကိုအာဏာရလာစေခဲ့ပြီးရှေ့ဟာစီနာဝန်ကြီးချုပ်ဖြစ်လာခဲ့ပါတယ်။အခုတော့ BNB ရဲ့အလှည့်ဖြစ်ပြီးသူတို့ကတပန်ဆန္ဒပြခြင်းနဲ့တပေးမောက်ခြင်းတွေကိုပြုလုပ်ခဲ့ပါတယ်။ ဟာစီနာကသူ့ဇီယာကိုလောက်ခဲ့တဲ့လိုမျိုးသူကလည်းဒီတိုင်းကိုပဲပြန်ခံစားခဲ့ရပါတယ်။လွတ်တော်အတွင်းသပေးမောက်မှုတွေစတင်ခဲ့တာကြောင့်အစိုးရအတွက် လုပ်ငန်းလေပတ်လှုပ်ဆောင်မှုကအတော်လေးပုံမှာခက်ခဲစေခဲ့ပါတယ်။1992ခုနှစ်ပြီးဂါလာတစ်ခုကိုဘင်္ဂလားဒေ့ရှ်နိုင်ငံကြီးမှာအာနာရှင်မိမကြီးနှစ်ဦးရဲ့တိုက်ပွဲလို့ခေါ်ခဲ့ကြပါတယ်။ဝန်ကြီးချုပ်ယာရူအတွက်ဒီမိမကြီးနှစ်ဦးကထပ်ခဲ့ခဲ့ကြသလိုသူတို့နှစ်ဦးကြားမှာပဲဝန်ကြီးချုပ်ယာရူကသွားလိုက်ပြန်လိုက်ဖြစ်နေခဲ့ပါတယ်။ဒီနောက်2006ခုနှစ်ရွေးကောက်ပွဲရစီကို ရောက်လာခဲ့ပါတယ်။အဲဒီအချိန်မှာခလီရစီယာရဲ့အာနာတတန်းကကုံဆုံးသွားပြီးတော့မှရွေးကောက်ပွဲကျင်းပဖို့အတွက်စစ်တပ်ကထောင်းခတ်ပေးထားတဲ့ယာယီအစိုးရတရားကပြန်လည်ရောက်ရှိလာပါတယ်။ဒါပေမဲ့ဒီအချိန်မှာတော့ယာယီအစိုးရမှာတခြားရည်ရွယ်ချက်ရှိနေပါတယ်။2009ခုနှစ်ဇန်နဝါရီလမှာတော့ Air Judy Ahmed ရဲ့ယာယီအစိုးရကရုတ်တရက်ရေးပေါ်ချင်းတွေကိုကြီးညာခဲ့ပြီးတော့ရွေးကောက်ပွဲကိုရွှေ့ဆိုင်းခဲ့ပါတယ်။အဲဒီလိုနဲ့စစ်တပ်ကအာဏာကိုဆက်လက်သိမ်းဆည်းထားပြီးတော့ဟာစီနာနဲ့ ခါလီဒာဇီယာတို့နှစ်ဦးစလုံးထောင်ချခံခဲ့ရပါတယ်။ဒီကိစ္စတွေအားလုံးကြောင့်အချိန်နည်းလောက်အထိစူပမှုတွေနဲ့ဆန္ဒပြမှုတွေကဆက်လက်ဖြစ်ပွားခဲ့ပါတယ်။နောက်ဆုံး2008ခုနှစ်မှာတော့အရေးပေါ်အခြေအနေကိုရပ်ဆိုင်းပြီးခေါင်းဆောင်နှစ်ဦးစလုံးကိုပြန်လုပေးလိုက်ပါတယ်။ဒီဇင်ဘာလမှာရွေးကောက်ပွဲတွေကိုပြန်လည်ကျင်းပခဲ့ပြီးတော့ဟာစင်နာနဲ့သူ့ရဲ့အဝါမီလိဂ်အဆိုရကပြန်ပြီးအာဏာရလာခဲ့ပါတယ်။ဒီကနေစပြီးတော့အခြေအနေရက်ကဆိုးရွားလာခဲ့တာပဲဖြစ်ပါတယ်။ ဒီတဲ့ချင်းအာနာရခဲ့ပြီးရင်တော့သူကလမ်းလွတ်တော့ဘူးလို့ဟာစီနာတွေးခဲ့ပုံမှာပဲဒါကြောင့်မလို့ဒီတဲ့ချင်းသူ့ရဲ့ရည်ရွယ်ချက်ကအာနာကိုလုံးဝဖယ်မပေးဖို့ပါအဲ့ဒီလိုနဲ့အာနာရလာပြီးနောက်ပိုင်းမှာဟာစီနာကသူ့ရဲ့အစီအစဉ်ကိုအကောင့်ထဲပေါ်ခဲ့ပါတယ်2010ခုနှစ်မှာဟာစီနာအစိုးရကအရင်ကသူ့ရဲ့အဖေကိုနေရာကနေဖယ်ရှားခဲ့တဲ့စစ်ဗိုလ်ချုပ်9ဦးကိုစီရင်ခဲ့ပါတယ်ဒီနေ့ထဲမှာပဲသူကဘင်္ဂလားဒေ့ရှ်ရဲ့လွတ်လပ်ရေးစစ်ပွဲအတွင်းကလေးကအချင်းချာမြင့်နေခဲ့တဲ့စစ်ရာဇဝမှုတွေကိုဂိုင်းတွယ်ဖြည့်ရှင်းမှုအတွက် တရားရုံးတစ်ခုကိုတည်ထောင်ခဲ့ပါတယ်။ဒီတရားရုံးကနေ Jamaat Islamic Party ကလူများစွာကိုဖမ်းဆီးခဲ့ပြီးတော့သူတို့ကိုပါကစ္စတန်ရဲ့တစ္ဆာခံသူတွေလို့ဆွဆွဲခဲ့ပါတယ်။ဒါပေမဲ့နောက်ပိုင်းမကြာခင်မှာပဲဒီတရားရုံးကစစ်ရာဇမှုတွေကိုစစ်ဆေးဖို့အတွက်မဟုတ်ဘဲနဲ့ဟာစီနာနိုင်ငံရေးတိုက်ခိုက်တွေကိုဖိနှိပ်ဖို့အတွက်ဖြစ်တယ်ဆိုတာကိုသိလာပါတယ်။ဒါပေမဲ့နောက်ပိုင်းမှာဒီတရားရုံးကနေပဲဟာစီနာကိုတည်ရန်ပြန်လည်ချမှတ်ခဲ့တာဖြစ်ပါတယ်။၂၀၁၂ခုနှစ်မှာရှေ့ဟာစီနာအစိုးရကပထမဆုံးယာယီအစိုးရစနစ်ကိုအဆုံးသတ်ခဲ့ပါတယ်။ ါကြောင့်မလို့ရေကောက်ပွဲကိုကျင်းပမဲ့ဈာနေအစိုးရရဲလို့မရှိတော့ပါဘူး။ဒါကိုဒီတရားရုံးကထောက်ခံပြီးတော့အထက်လွှတ်တော်ကနေလည်းအတည်ပြုပေးခဲ့ပါတယ်။ဒါပေမဲ့နိုင်ငံရေးပြိုကွဲမှုတွေကပုံပြီးတော့မှဆိုးကြွားလာနေတယ်လို့အတိုက်ခံတွေကဒီလိုထုတ်ပြန်မှုကိုအလွန်မင်းမဲဒေါသထွက်ခဲ့ကြပါတယ်။အဲဒါကြောင့်မို့နောက်ပိုင်းကျင်းပတဲ့ရေကောက်ပွဲတွေမှာမဲလေမှုတွေရှိနေကြအောင်ဆွဆွဲချက်တွေပေါ်လာခဲ့ပြီးတော့ရေကောက်ပွဲတွေအားလုံးကို BNB ကဦးဆောင်ပြီးကပိမောက်ခဲ့ကြပါတယ်။ဒါပေမဲ့ဒီလိုလုံးခဲ့လို့လေဒူးဒူးကြကြခွဲပြားသွားတာတော့မရှိခဲ့ပါဘူး။ ။ဘာကြောင့်လဲဆိုတော့အဲ့ဒီအချိန်ကရှေ့ရစီနိုင်နာမည်အကြီးဆုံးအချိန်ဖြစ်ပါတယ်။သူရဲ့စီးပွားရေးဆုံးဖြတ်ချက်တွေကလူတွေရဲ့ဘဝကိုအဆင်ပြေစေခဲ့ပြီးတော့ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာဖွံ့ဖြိုးတိုးတက်မှုကိုမြင်တွေ့ခဲ့ရပါတယ်။အဲ့ဒီအချိန်မှာပဲဘင်္ဂလားဒေ့ရှ်နိုင်ငံကအထည်လေးတက်လို့ရေးဘိုးနိုင်ငံဖြစ်ပေါ်ထွက်လာခဲ့တာဖြစ်တယ်လို့ဒါကြောင့်မလို့ဒါမှလူရန်စားတော်များများကအကျိုးကျေးဇူးတွေရရှိခဲ့ပါတယ်။အိန္ဒိယနိုင်ငံကလည်းဟာစီနာနဲ့ပူးပေါင်းပြီးတော့ဘင်္ဂလားဒေ့ရှ်ရဲ့ဖွံ့ဖြိုးတိုးတက်မှုအတွက်ထောက်ပံ့ကူညီပေးခဲ့ပါတယ်။အဲဒီအချိန်ကာလတည်းမှာဟာစီနာက သူ့ရဲ့လူကြိုက်များတဲ့ဝန်ကြီးချုပ်အဖြစ်ကနေအာဏာရှင်ဖြစ်လာနိုင်ဖို့အတွက်ထိုးထိုးတတိစီစဉ်ခဲ့ပါတယ်2018ခုနှစ်ရွေးကောက်ပွဲနီးကပ်လာတာနဲ့အမျှ BNP ကားဆောင်ခလီဒန်ဇီယာကိုထောင်ချခဲ့ပါတယ်ပြောရရင်တော့သူ့ကိုမပြိုင်စေချင်တာကြောင့်ပါဇီယာကိုအကျင့်ပြတ်ချစားမှုနဲ့လက်ငွေယူမှုအစတဲ့ပုံမှားတွေနဲ့ရွေးကောက်ပွဲကိုဝင်မပြန်ရအောင်ပိတ်ပင်ခဲ့ပါတယ်ဒါကြောင့်မလို့ BNP ကနေရာအနည်းငယ်ကိုပဲအနိုင်ရပြီးတော့ဟာစီနာကပဲအာဏာပြန်ရခဲ့ပါတယ် အဲ့ဒီလိုနဲ့တပြေးပြေးချင်းဟာစီနာရဲ့စီးရင်အမှန်တွေကတနိုင်ငံလုံးရှိမှာပေါ်လာခဲ့ပါတယ်။ဒါပေမဲ့အဆင်မကောင်းစရာကသူ့ကိုစန့်ကျင်ပြီးပြောဆိုမဲ့လူရဲလူဘင်္ဂလားဒေ့ရှ်တနိုင်ငံလုံးမှာဘယ်သူမှမရှိတော့ပါဘူး။ဒါကအာဏာရှင်စနစ်မှာဖြစ်လေရှိတဲ့အဖြစ်အပျက်ဖြစ်ပါတယ်။သူ့ရဲ့လုံဆောင်ချက်တွေကိုလူလူကရန်ကုန်သဘောကျခဲ့ကြပြီးသူ့ရဲ့စီးပွားရေးအစီအစဉ်တွေကိုကျင့်သက်ခဲ့ကြပါတယ်။ဒါကြောင့်မလို့ဘင်္ဂလားဒေ့ရှ်နိုင်ငံသားတွေကဟာစီနာကိုစန့်ကျင်ပြောဆိုဖို့မသင့်တော်ဘူး။ဒီတိုင်းဖြစ်နေခဲ့ရင်တော့မှနိုင်ငံကကောင်းလာလိမ့်မယ်လို့ထင်ခဲ့ကြပါတယ်။ ဒီလိုနဲ့ပဲဟာစီနာက2024ရွေးကောက်ပွဲမှုကအလွယ်တကူအနိုင်ရခဲ့ပါတယ်။တပတ်မှာ BNP ကတော့ရွေးကောက်ပွဲမှုတော့ဝင်မပြိုင်နိုင်တော့ပါဘူး။ဒီပါတီတခုပဲမဟုတ်ဘူး။အဲ့ဒီနိုင်ငံမှာတက်ခံပါတီရဲ့လို့ကိုမရှိတော့တာပါ။ဟာစီနာရဲ့အာဏာထိန်းထားနိုင်မှုကသူ့အတွက်ကြီးမားတဲ့အောင်မြင်မှုဖြစ်ပေမဲ့ဘင်္ဂလားဒေ့ရှ်နိုင်ငံသားတွေကသူတို့ရဲ့အခြေအနေကိုနားလည်သဘောပေါက်လာခဲ့ကြတယ်။ဟာစီနာရဲ့အမျက်ဒေါသကနေသူတို့ကိုကယ်တင်မဲ့တရားရုံးအတိုက်အခံလှုပ်ရှားသူတွေဘယ်သူမှမရှိတော့ဘူးဆိုတာကိုသူတို့ကနားလည်လာခဲ့ကြပါတယ်။ ဒီလူတွေအားလုံးကအစင်နာကတယောက်ပြီးတယောက်ဖေရှားရှင်းလင်းပြခဲ့ပါတယ်။ဒါအပြင်2018ခုနှစ်မှာသူရဲ့အဆိုအရကအတည်ပြုခဲ့တဲ့ Digital လွန်ကြိုင်းအဥပဒေ DSC နဲ့၎င်း2023ခုနှစ်မှာ Cyber လွန်ကြိုင်းအဥပဒေ CSC နဲ့၎င်းလက်လက်သော Digital Media ကိုအဆုံးသတ်ခဲ့ပါတယ်။ဒါပေမဲ့ဒီလိုလုံရက်တွေမှာသူ့အတွက်မကောင်းတဲ့အချက်တွေလည်းရှိပါတယ်။သတင်းမီဒီယာမရှိဘဲနဲ့ဟာစင်နာကသူ့အပေါ်နိုင်ငံတွေမှာဘလောက်တောင်မှဒေါသတွေထွက်နေမလဲဆိုတာကိုမသိနိုင်တော့ပါဘူး။အလောက်ကန်ခွန်းလန်းနေပါချင်း အောင်မြင်ဖို့အတွက်အခွင့်အရေးမရှိတဲ့ဒီလူငယ်တွေရဲ့ဒေါသတွေကနောက်ဆုံးသူစီကိုရောက်လာမယ်ဆိုတာကိုသတင်းမီဒီယာမရှိဘဲနဲ့မသိနိုင်ပါဘူးဒီလိုမျိုးဘင်္ဂလားဒေ့ရှ်နိုင်ငံရဲ့ယူရင်းလာတဲ့အခြေအနေကိုမသိခဲ့တဲ့ဟာစီနာကအလောက်ကိုင်းဂျိုတင်ခန့်ရခြင်းဆိုတဲ့စီမံကိန်းတစ်ခုကိုထုတ်ပေါ်ကြေညာခဲ့ပါတယ်ဒါကတော့အစိုးရအလောက်ကိုင်းတွေရဲ့30ရာခိုင်နှုန်းကိုလွတ်လပ်ရေးတပ်ဖွဲ့ဝင်ခဲ့သူတွေရဲ့မိသားစုဝင်တွေကိုခန့်အပ်ဖို့ပဲဖြစ်ပါတယ်အခုဒီမိသားစုတွေကတလောက်အများကြီးမရှိပေမဲ့သူရဲ့ဒီလိုလောက်ရခြင်းရည်ရွယ်ချက်ကဟာစီနာသူ့ရဲ့ပါတီဝင်တွေကို အစိုးရတွေကိုထည့်သွင်းဖို့ကြိုးစားတယ်ဆိုတာဖြစ်ကြောင်းလူတိုင်းကသိပါတယ်။ဒါကြောင့်မလို့ကိုဗစ်ရောဂါမတိုင်ခင်ကတည်းကအလုပ်ကိုင်းရှာဖွေဖို့ခက်ခဲခဲ့ကြတဲ့ကျောင်းသားတွေဟာမပြည့်မနေလမ်းပေါ်တက်ပြီးတော့မှဆန္ဒထုတ်ဖော်ခဲ့ကြပါတယ်။တိတ်မကြခင်မှာပဲတာမန်လူတွေလည်းဆန္ဒပြပွဲတွေကိုရောက်လာခဲ့ကြပါတယ်။ဒီအချိန်မှာသတင်းမီဒီယာတွေအထိုက်အခံတွေနဲ့တရားရုံးတွေအားလုံးကအတန်တိတ်ဆိတ်နေကြတာကြောင့်ဟာဇီနာကလူတွေကြားထဲမှာဖြစ်နေတဲ့စိတ်ပြက်မှုတွေကိုကောင်းမွန်စွာအကဲမခံနိုင်ခဲ့ပါဘူး။ ဒီတော့အာနာရှင်တယောက်လိုပဲသူကပြုမှုတော့တာပေါ့အရင်ဆုံးအနေနဲ့သူကဆန္ဒပြသူတွေကိုခါလီစတန်နီပါကစ္စတန်နီအကြမ်းဖက်သမားတွေလိုခေါ်ဆိုပြီးတော့စော်ကားပြောဆိုခဲ့ပါတယ်ဒီလိုမျိုးခေါ်ဆိုခဲ့တဲ့ရလကတော့ဆန္ဒပြသူတွေက ပုံပြီးထောသားထွက်ခဲ့တဲ့အတွက်ရဲတွေနဲ့စတဲ့တိုက်ခိုက်ပါတော့တယ်ဒီလိုပြောင်းလဲသွားတာကြောင့်အခြေအနေတွေကပုံပြီးဆိုးမလာခဲ့ဘင်္ဂလားဒေ့ရှ်နိုင်ငံရဲ့အထက်လွှတ်တော်ကချုပ်တင်ခန့်အချင်းစီမံကိန်းကိုဖိရှားခဲ့ပါတယ် ။ဒါပေမဲ့ပြည်သူလူထုရဲ့ဒေါသဆိုတာကထိချုပ်ဖို့ခက်ခဲတဲ့ရေလောင်ကန်တစ်ခုလိုပါပဲ။ပောက်ကွဲထွက်လာတာနဲ့ထင်းသိမ်းမှုကအတော်လေးကိုခက်ခဲတဲ့ကိစ္စဖြစ်ပါတယ်။ဒါပေမဲ့ဒီအချိန်မှာပဲဟာစီနာကចောင်းသားရဲ့ဘောနောက်ပြန်ဆုတ်လို့မရတဲ့အမားတစ်ခုကိုပြုလုပ်ခဲ့ပါတယ်။အဲ့ဒါကတော့ဆန္ဒပြပွဲတွေကိုအင်အားသုံးဖြည့်ရှင်းခဲ့တဲ့အတွက်ចောင်းသားတို့သည်ဆုံးခဲ့ပါတယ်။ဒီကနေစလို့ဆန္ဒပြပွဲတွေကဂျိုတင်ခန့်ချင်းကိစ္စတစ်ခုတည်းကြောင့်မဟုတ်တော့ဘဲနဲ့ဟာစီနာရဲ့အဆိုရနဲ့သူကိုယ်တိုင်ကနိုင်ငံတွေကနေနေထုတ်ဖို့အတွက်ဖြစ်လာခဲ့ပါတယ်။ ကုလသမဂ္ဂရဲ့စင်ကန်စာအရဆန္ဒပြမှုကရပ်ပေါင်း90လောက်ခြာမြင့်ခဲ့ပြီးဘင်္ဂလားဒေ့ရှ်လက်လက်ရေးတိုက်ပွဲအပြီးအသေးပြောက်အများဆုံးသောသမိုင်းမတန်တခုဖြစ်ခဲ့ပါတယ်ဆန္ဒပြသူတွေများပြားလာတာနဲ့အမျှဟာစီနာရဲ့နှစ်ကိုရင်းနဲ့ရက်ဆက်မှုတွေကလည်းရော့မသွားခဲ့ပါဘူးဟာစီနာကိုဘင်္ဂလားဒေ့ရှ်နိုင်ငံရဲ့သားသက်သမားလို့ကိုနာမည်ပြောင်းခေါ်ခဲ့ကြတာပါဒီလိုမျိုးလူတွေတည်ဆုံနေတဲ့အချိန်မှာတော့အစိုးရကသူ့ရဲ့ကန့်သတ်ချက်တွေကိုတွေးမြင်ခဲ့ပါတယ်တရင်ဆုံးအနေနဲ့အင်တာနက်အသုံးပြုခွင့်ကိုဖိတ်ပင်ခဲ့ပါတယ် အဲ့ဒီနောက်မှာညမထွက်ရဥပဒေကိုထုတ်ပြန်ခဲ့ပြီးတော့ရဲတွေနဲ့ဆန္ဒပြသူတွေကြားတိုက်ခိုက်မှုတွေကပုံမလိုကိုဖြစ်လာခဲ့ပါတယ်။ဒါပေမဲ့ဩဂုတ်လ9ရက်နေ့မှာညမထွက်ရဥပဒေရှိတဲ့ကြားတွေကတနင်္ဂနွေလုံးကလူတွေကလမ်းမကိုထွက်လာခဲ့ကြပြီးတော့ဒါကာစီကိုချီတက်သွားခဲ့ကြပါတယ်။အဲ့ဒီနေ့ညကဟာစီနာရဲ့အိမ်ကသူတို့ရဲ့ပြည်မဲ့ဖြစ်ခဲ့ပြီးတော့ဟာစီနာကစစ်တပ်ကိုအမိန့်ပေးခဲ့ပါသေးတယ်။ဒါပေမဲ့ဒီဒီချိန်မှာတော့စစ်တပ်ကလည်းဆန္ဒပြသူတွေကိုပြစ်ခတ်ဖို့ညှင်းဆုပ်ခဲ့ပါတယ်။ဒါကြောင့်ဟာစီနာအတွက် နိုင်ငံသားကိုထွက်ပြေးဖို့ကလွယ်ရင်တခြားနည်းလည်းမရှိတော့ပါဘူး။နောက်ဆုံးစစ်ရဲရင်တစင်းနဲ့ဟာစီနာကိုဆန္ဒပြသူတွေသူ့အိမ်ကိုရောက်မလာခင်လေးမှာပဲခေါ်ထုတ်သွားနိုင်ခဲ့ပါတယ်။ဒီចောင်းသားတော်လည်းကဘင်္ဂလားဒေ့ရှ်နိုင်ငံရဲ့တမိုင်းမှာအလွန်အရေးပါတဲ့အခမ်းအနားကနေပါဝင်ခဲ့ပါတယ်။မနစ်ကဘင်္ဂလားဒေ့ရှ်လူမျိုးတွေဟာစီနာကိုဆန့်ကျင်ပြီးတော့လမ်းပေါ်ထွက်လာခဲ့ချိန်မှာသူတို့ကပုံမှုကောင်းမွန်တဲ့မနက်ဖြန်ကိုမျှော်လင့်ခဲ့ကြပါတယ်။ဒါပေမဲ့လွန်ခဲ့တဲ့တစ်နှစ်အတွင်းမှာဘင်္ဂလားဒေ့ရှ်နိုင်ငံရဲ့ ဒီမိုကရေစီပြန်လည်ထူထောင်ရေးကအထင်ထားသလောက်ခရီးမရောက်ခဲ့ပါဘူး။အာနာရှင်ဟာစီနာကတော့လက်ရှိမှာတည်တံ့ချခံထားရတဲ့လူတယောက်ဖြစ်နေပါပြီ။မိုဟာမက်ယူနူစ်ရဲ့ပုံရိပ်ကလည်းအမင်းဆက်မရှိပါဘူး။နိုင်ငံတကာကလည်းသူ့ကိုအတိအမှတ်ပြုထားပါတယ်။ဒါပေမဲ့အသက်85နှစ်အရွယ်ဝန်ကြီးချုပ်ယူနူစ်ကအချိန်မီရွေးကောက်ပွဲမကျင်းပနိုင်ခြင်းဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ချက်တွေကိုအတိအမှတ်ပြုနိုင်ခြင်းဘင်္ဂလားဒေ့ရှ်နိုင်ငံရဲ့ဘာသာတရားကိုကာကွယ်ခြင်းချဆင်းလာတဲ့စီးပွားရေးကိုစီမံခန့်ခွဲခြင်းစတဲ့ကိစ္စတွေကို ဘလောက်ကြကြခိုင်တွေဖြစ်ရှင်းနိုင်မယ်လို့ထင်ပါတယ်အချိန်ကတော့သိမရှိတော့ပါဘူးဘာကြောင့်လဲဆိုတော့အမားနည်းနည်းလာဖြစ်သွားရင်တော့နိုင်ငံတော်ပြန်လည်ဖွဲ့စည်းမှုကိုလွှဲချော်သွားစေနိုင်ပြီးတော့အစွန်းရောက်အင်အားစုတွေရဲ့လွှမ်းမိုးမှုကိုခံရနိုင်ပါတယ်ဒါကြောင့်ရွှေရောင်ခွင်လန်းတွေရှိနေတဲ့လူငယ်တွေအတွက်နိုင်ငံရေးလက်စားချေမှုတွေကိုရပ်တန့်ပြီးတော့အသည့်တွေကိုစတင်ရပါမယ်စနစ်တွေစွန့်ရင်တွေနဲ့ကမ္ဘာပြန်လည်စတင်ရပါမယ်ဒါကြောင့်လက်ရှိမှာရင်ရက်မနေဘဲနဲ့ပုံပြီးတောက်ပါတဲ့အနာဂတ်ကိုရှောက်လန်းနိုင်ဖို့ကအရေးကြီးပါတယ် ဒီနေ့ဗီဒီယိုကတော့ဒီလောက်ပါပဲတကယ်လို့ဒီနေ့ဗီဒီယိုကအကျိုးရှိမယ်ဆိုရင်မိတ်ဆွေတယောက်နဲ့မျှဝေပေးပါမိတ်ဆွေတို့မှတ်သားခဲ့တဲ့အကြောင်းအရာတွေအတွေ့အကြုံကိုလည်းမျှဝေပေးခဲ့ပါကျွန်တော်တို့ channel က comment line ကိုဖတ်ကြည့်ပါတယ်တကယ်လို့ဒီဗီဒီယိုကမိတ်ဆွေတို့အတွက်အကျိုးရှိမယ်ဆိုရင်ကျွန်တော်တို့ရဲ့ The World Power Myanmar channel ကို like and subscribe လုပ်ထားဖို့အကြံပေးပါရစေကျွန်တော်တို့ရဲ့ Facebook page ကိုလည်း like and follow လုပ်ထားပြီးတော့ကျွန်တော်တို့ရဲ့ community မှာဒဇယ်ပိုင်းအနေနဲ့ပါဝင်လို့ရပြီဆိုတာကိုသတင်းပေးရပါတယ်အဆုံးလေးကြည့်ရှုပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်ခင်ဗျာ